မင်္ဂလာပါရှင်ရေဝခက်တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုတစ်ခေါက်မှာတော့နေပြည်တော် PDF တွင်မှုကရေပေါ်တောက်ကိုပြစ်ပေးရိုက်နေ၍တင်းဆောင်ရုံလောင်းကိုမြေမြုပ်အစာပြောက်ကဲအမျိုးသားညညရေးဆိုရအန်ယူဂျီပြည်သူ့ကာကွယ်ရေးတပ်တော် PDF နေပြည်တော်တိုင်းစစ်ဌာနနေပြည်တော် PDF တပ်ရင်း၈တုံညာနှင့်ဒုတိုင်ရင်မှုကရေပေါ်တောက်ကိုပြစ်ပေးရိုက်နေခဲ့ခြင်းကြောင့်တင်းဆောင်ခဲ့ရကြောင်း၈တုံညာနှင့်ရေပေါ်ဟောင်းတောက်ကပြောတဲ့ အဆိုပါယုံလောင်းကိုရှေ့ရနေတဲ့ရဲဘော်ဟောင်တုတ်ရဲတိုင်ကြားချက်အကေနီပြည်ရဲဌာနအပါဝင်ဆရာဝန်ကြီးအတာဝန်ရှိသူတွေနယ်မြေခန့်တော်လိုင်းဖွဲ့စည်ကနိုဝင်ဘာ22ရက်နေ့ကတွားရောက်တူဖော်ခဲ့ပါတယ်။ထို့သောတူဖော်မှာနေပြည်တော် PDF အရှိတုံညာနဲ့တိုင်ရင်စကန်ဟောင်းတောင်ဘက်ပြီးသုံးအခန့်အကွာမှာဆောင်းတဲ့ဘက်ကမြုပ်နယ်ထားလူငယ်ယုံလောင်းတစ်ခုကိုတွေ့ရှိခဲ့တယ်။ဖြစ်စဉ်မှာပြီးခဲ့ April လပိုင်းကထိုစကန်တွင်ရှေ့ရနေတဲ့ရင်ရဲဘော်လှမ်းမှုကိုဒုတက်ရင်မှုဆရာကြောင့်အပါဝင်တာဝန်ရှိသူတွေကအပြစ်ပေးနှိပ်စက်စဉ်တေဆုံးသွားခြင်းဖြစ်ကြောင်းလာရောက်တိုင်ကြားတဲ့ရှေ့ရနေရဲဘော်ဟောင်းက KPP ကိုပြောကြားတယ်။စစ်စင်းနဲ့စင်ရဲဘော်လွန်မိုးကရေတောင်းတရာတက်ခွဲမှုအကမှာရေပုံးနဲ့စားရည်ဖြောပြီးလဲပင်အချောင်းနဲ့ဖိနေမိစားရည်လောင်စာတိုက်ခဲ့လို့ရှက်နေရဲဘော်ဟောင်းကပြောတယ်။ထိတ်တုံးမှရိုက်ပြီးတော့ကွင်းမြင့်ကိုခေါ်ရိုက်တယ်။အဲ့မှာမူးချုပ်သွားမမြားလို့ဆိုပြီးဒီဘက်မှာတခါပြန်ခေါ်ရိုက်တယ်။အဲ့ရေဘော်ကရေတောင်းတော့တယ်ရေပုံးနဲ့မှစားရည်နဲ့ဖြောပြီးလဲပင်ကိုချက်တောင်းနဲ့နင်းတယ်။နင်းပြီးတော့လောင်ထည့်တယ်။အဲ့နောက်ပြင်ထိတ်တုံးတဲ့ကိုရေစုံကြီးနဲ့ပြန်ထည့်ထားတယ်။သေးဆုံးရဲဘော်ကနှိမ့်ဆက်ပုံကိုရှင်းပြထားတယ်။ ်ထို့နောက်တောင်ရမြောင်းနေမှာရရှိဒဏ်ရာရည်နဲ့ရဲဘော်လွှမ်းမိုးတင်ဆောင်ခဲ့ရပြီးဒုတက်ရင်မှုဆရာကြားအမိတ်ဘေးကိုင်းစင်မှုနဲ့ရဲဘော်ရှင်ဦးကစကန်တောင်ပံမှာတွားရောက်မြုံနိုင်ခဲ့ရတယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးကင်းနီလူတို့တန်နေဖြင့်နေပြည်တော် PDF နဲ့နေပြည်တော်တိုင်းစစ်ဌာနစေဦးစီးဘူလေယာကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ ထိုကြောင့်ရရင်လည်းပတ်သက်ပြီးတာဝန်ရှိသူဆရာကျောင်းကရဲဘော်နိုင်နေတဲ့တက်ခွဲမှုရဲဘော်ဥက္ကရုကိုရဲဘော်တင်စေမှုအလောင်းဖြောက်ဖြဲမှုတွေနဲ့နေပြည်တော်တိုင်းစစ်ဌာနတို့ကရှာလူဖြုတ်သိမ်းပြီးစုံစမ်းတာက PDS ဆင်အောင်ကျော်ကဂိုင်တွယ်စစ်ဆင်မှုဖြစ်ကြောင်းနေပြည်တော်ရဲဘော်ရဲထံကနေစုံစမ်းသိရပါတယ်ဆလာဘီဗမောမစစ်တပ်ကထိုးစစ်တွေပြန်လည်ဆင်နဲလာပြီးလေကြောင်းတိုက်ခိုက်မှုဇက်တိုက်လုံးတွေကို KI ပြောရင်ဆိုခွင့်ရှိသူဗမောစစ်တော်ဘုကပြောဒေါ်လာဟိတ်တပ်တွေစနိုက်ပါထိမှန်ပြီးခမ320မှာပိုကြီးအောင်ကိုကိုမျိုးလုံးကျွတ်ထွက်ပြီးသေးဆုံး ကချင်ပြည်နယ်ပမောမြို့နယ်မှာစစ်တပ်ကထိုးစစ်တပြင်းပြင်းထန်ထန်ပြန်လည်ဆင်နွှဲလာပြီးလေကြောင်းတိုက်ခိုက်မှုတွေဇတိုက်လှုပ်ဆောင်နေကြ KI ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကျင်းတော်ဘူးကပြောတယ်နိုဝင်ဘာ25ရက်နေ့ကစပြီးစစ်တပ်ကပမောမြို့ပေါ်မှာထိုးစစ်တွေပြန်လည်စတင်လာကြောင်းရင်းနောက်နေ့စဉ်လုံလုံလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာပြီး drone နဲ့နှက်ကြီးနဲ့လည်းတစ်ချိန်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KI PDF ပူပေါင်းတပ်တွေကစစ်တပ်ရဲ့ထိုးစစ်ကိုပြန်လည်ကုကံလျက်ရှိကြောင်းသိရတယ်ဗမာသုံးပိုင်းကနေခါလာ49ဘက်ကိုသူတို့ကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာတယ် လေကြောင်းတိုက်ခိုက်မှုလည်းတောင်းလျှောက်ပွဲပမူကြီးတော်ဘုကပြောတယ်ဗမော်မှာတိုက်ပွဲတွေပြင်းထန်နေချိန်နိုဝင်ဘာ25ရက်နေ့ဗမော်မြို့ချင်းဆိုင်ခမာတော်20မှာဗိုလ်ကြီးအောင်ကိုကိုမှ KIA နဲ့ PDF တပ်တွေကပြစ်ခတ်လိုက်တဲ့စနိုက်ပါကြီးထိမှန်မိတေဆောင်သွားကြောင်းဗိုလ်ကြီးအောင်ကိုကိုမှအသက်28နှစ်အရွယ်ရှိပြီးစစ်တပ်ကသူပတ်စင်60ကျောင်းစင်ဖြစ်ကြောင်းစနိုက်ပါတိမှန်တဲ့ပိုကြီးအောင်ကိုကိုမှညာဘက်မျက်လုံးကျွတ်ထွက်မှတိဆုံခဲ့ခြင်းဖြစ်ပါတယ်။ရင်းမြစ်ကချင်းပြည်နယ်ပေါ်မြစ်နယ်တင်ရှိကြရီကိုဂျပန်စစ်တပ်ကလေကြောင်းနဲ့နှစ်ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ရာပြည်သူ၃တိဆုံပြီး30ကျော်တရားရရှိခဲ့ကြောင်း ဗမော့စကော့တင်ကသတင်းထုတ်ပြန်တဲ့နိုဝင်ဘာ30ရက်နေ့မနက်7:00နာရီဝန်းကျင်ချိန်ဗမော့မြို့တဖက်ကမ်းမရန်မိုင်းကင်ကျရနဲ့မိုးစိန်ကျင်းကျရတို့ကိုဂျပန်စစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ရာရဲသားပြည်သူနဲ့ရွှေလုတ်သားပြည်သူတောင်းတင်ဆောင်ပြီး30ခန့်တိုက်ခိုက်ရန်ရှိခဲ့ပါတယ်။စစ်တပ်လေကြောင်းတိုက်ခိုက်မှုမှာမိုင်းကင်ရွာနောက်ဖက်အရာရီမြစ်ကန်တပင်ရွှေလုတ်ကနီကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတင်ဆောင်သူတွေနဲ့တိုက်ခိုက်တဲ့အရာသူတွေကိုအရေးပေါ်စေုံကိုင်းနဲ့လိုင်စာစေုံကိုပို့ဆောင်ပေးခဲ့ပါတယ်။အလားတူ ယနေ့ဒီဇင်ဘာလတရက်နေ့မော်လဲတနိုင်ဝင်းကျင်ချိန်မှာလဲပမောင်းမြို့နယ်ရေလဲကျေးရနီကိုဂျပတ်စစ်ကောင်စီတပ်ကလေကြောင်းနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ပြီးထိခိုက်ပျက်စီးဆုံးရှုံးမှုရှင်နေသိစိတ်ကတော့မသိရသေးပါဘူး။အေယာဝတီမြို့တစ်ဖက်ကရှိကျေးရတွေဖြစ်တဲ့စင်ကင်ရွာ၊ငပြောတော်ရွာ၊တဖန်းပင်ရွာ၊ကျွန်းကြီးရွာ၊မိုင်းကာရွာ၊ကုန်းခါရွာတို့မှာ KAI က Starlink Internet အသုံးပြုမှုတွေကိုရခိုင်လကရေကစတင်ပိတ်ပြီးတော့ဖန်းစီနေရာကြောင့်သတင်းရယူအခက်အခဲရှိကြောင်းဗမော့စကော့တင်ကသတိပေးပါရယ်။ ဆလဘီတောင်ကုန်းမြို့နယ်မှာနေအိနေဒီဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့အစင်းမူရန်တပ်သားတဲ့တောင်ကညီဖြစ်သူပြီးတဲ့တပ်ဖွဲ့ဝင်တဲ့ချိန်ဆက်ပြီးအလင်းဝင်ပဲခူးတိုင်းတောင်ကုန်းမြို့နယ်မှာနေအိနေဒီဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့အစင်းမူရန်တပ်သားတဲ့တောင်ကညီဖြစ်သူပြီးတဲ့တပ်ဖွဲ့ဝင်တဲ့ချိန်ဆက်ပြီးအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း PDF တက်ကွန်ပဒါလိုင်း803မှာတိုင်မှုရဲဘော်ရမွန်ကပြောတယ်နိုဝင်ဘာ29ရက်နေ့မှာတထုံခိုင်အမှတ်9ချင်းမြတ်တိုင်မှာစစ်မှုရန်တပ်သားတင့်အောင်ကိုဝင်းကတနက်ယူဆောင်လာခြင်းမရှိဘဲ PDF တက်ကောပဒါလိုင်း803တိုင်ကတပ်ဖွဲ့ဝင်ဖြစ်တဲ့ညီဖြစ်သူတက်ဆက်တဲ့ကအလင်းဝင်ရောက်ခဲ့ပါတယ် ဒေါ်လင်းဝင်းအောင်လိုက်စစ်မှုတပ်သားတင်အောင်ကိုဝင်းကတထုံခရိုင်အမှတ်ကိုချင်းမြတ်တန်းရင်မှ၅လခန့်နေထိုင်ပြီးနောက်ထွက်ပြေးလာခြင်းဖြစ်ကြောင်းလက်ရှိချိန်မှာညီဖြစ်သူရှိနေတဲ့တန်းရှိရသောမှာရဲဘော်ဖြစ်တာဝန်တန်းဆောင်ပြီးဂျက်ဖတ်စစ်တပ်ကိုတုံးလန့်တိုက်ခိုက်မှုဖြစ်ကြောင်းသိရတယ်။သူကလက်နက်တွေကိုလမ်းမှာဟွက်ခဲပြောတဲ့အလင်းဝင်းရောက်လာတဲ့သူတွေကစစ်မှုတပ်ပတ်စဉ်ဆက်နှစ်ကစစ်မှုတပ်တင်တန်းကိုတပ်ဖြုတ်စရမြို့နယ်အခြေဆိုင်ဝဲကလေးစစ်တင်တန်းကျောင်းကစစ်မှုတပ်တင်တန်းကျောင်းမှာ တက်ရောက်ခဲ့တာပါအလင်းဝင်ရောက်လာတဲ့သူကတောင်ကမြို့နယ်ကအလင်းဝင်ရောက်လာတဲ့သူစစ်ကွေးကပေါ်တာဆွဲရက်ကနေမှနေထိုင်စဉ်ဝင်ဆွဲခင်ရတယ်။သူညီအရင်ကကျွန်တော်တိုင်မှရှိရဲအဲ့လိုချိန်ဆက်ပြီးလာတာပါ။အလင်းဝင်ရောက်လာတဲ့သူကိုကွန်ပျူတာရွှေငွေချင်းမြဖို့ကအဲ့လိုတော့မစီစင်ရသေးဘူးအထက်ကိုတင်ပြရအောင်မယ်။နောက်ထပ်အလင်းဝင်လိုသူတွေကလည်းကျွန်တော်တိုင်ကနှွေးထွေးစာကြိုးဆိုပါတယ်ဆက်ကော်မရှင်တော့ကနေထွက်သွားပြီးအမြန်ဆုံးအလင်းဝင်ရောက်ဖို့ကြိုးစားကြလို့ပြောချင်ပါတယ်။ဆက်လက်ပြီးလက်ပတန်းမြို့နယ်ကြောက်တရားလမ်းဆောင်ရှင်စစ်တပ်ကိစ္စကံဝင်ရောက်တိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးပြီး တနနက်လက်သိစီရရှိဘကိုတိုင်းလက်ပတန်းမြို့နယ်ကြောက်တွင်းအလန်းဆောင်ရှိဂျမ်ပါစစ်တပ်ဂိတ်စကန်ဝင်ရောက်တိုက်ခိုက်ရာစစ်သား9ဦးတင်ဆောင်ပြီးတနနက်လက်သိစီရရှိကြောင်းဘကိုတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်နိုဝင်ဘာ30မိနစ်ပိုင်းမှာလက်ပတန်းမြို့နယ်ကြောက်တွင်းချင်းအလန်းဆောင်ရှိအကြပ်ဖတ်စစ်တပ်ဂိတ်စကန်ဒေါ်လိုက်တဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ထိုတိုက်ခိုက်မှုတွင်စစ်တပ်ဂိတ်စကန်ရှိဂျမ်ပါစစ်သား9ဦးတင်ဆောင်က၎င်းတို့ကင်ဆောင်လိုက်လက်နက်နှစ်လက်နဲ့ခဲနေကိုသိမ်းဆီရရှိခဲ့တယ်။ဇောဝါတိုက်ခိုက်မှုကိုပြည်သူကကွယ်ရေးတပ်မတော်မနစ်စစ်စင်နဲ့မြေဘကိုရိုက်စစ်ဌာနပြောင်း၂၂ အမှတ်383ညနဲ့တိုင်ရင်တက်ခွဲနဲ့ရွှေတန်းမြေဘကဖနဲ့လက်ပဒန်းမြို့နယ်ဘကဖအထူးတိုက်ခိုက်ပွဲတို့ကပူးပေါင်းလုံဆောင်ခဲ့ပြီးဒေါ်လိုက်တစ်ဖွဲ့အနေထိခိုက်မှုရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။အလားတူနိုဝင်ဘာ23ရက်နေ့ကလည်းဂျိုးပင်ကောင်မြို့အဝင်ဂိတ်ကိုဒေါ်လိုက်တစ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာတို့ရဲကြော်စင်ထုံးပောင်းပြူစောတင်ကားအသေးဆုံးပြီးတနက်3လက်သိမ်းစီရရှိခဲ့ပါတယ်။ ဇလပီချောင်းမြွနယ်ရှိကြည်ကုန်းရွာကိုစစ်တပ်ဝင်ရောက်ဆင်းနေပြီးပြည်သူတအုပ်ကိုပြစ်တဲ့နန္တလင်းမှာ PDF drone တင်နန်းဆင်ပွဲနဲ့ကျင်းရီကိုစစ်တပ်ကဆက်တက်လေဒီနဲ့ပုံကျဲစကိုင်းနိုင်ချောင်းမြွနယ်ရှိကြည်ကုန်းရွာကိုဂျပန်စစ်တပ်ကဝင်ရောက်ဆင်းနေပြီးပြည်သူတအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်နိုဝင်ဘာ30ရက်နေ့မှာချောင်းမြို့နယ်ကြီးကုန်းရွာကိုဂျပန်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ကာကျင်းရတင်ကိုဆက်ကြောင်းတုံဝင်ရောက်လာခဲ့ပါတယ်။ ထိုစစ်တပ်စစ်တမ်းကကျေးရွာတွင်ဝင်ရောက်စီးနင်းပြီးနောက်ရွာထဲမှာထွက်ပြေးတိမ်းရှောင်ခြင်းမရှိအသက်44နှစ်ရွယ်မျိုးသားတအုပ်ဖန်စီဖြစ်ခဲ့ခဲ့ကြောင်းထို့ပြင်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးထိမှန်မီနှင်းဒလုံးပြက်စီးခဲ့ကြောင်းသိရတယ်။အလားတူယမနေ့ညပိုင်းကလည်းအကြပ်ဖက်စစ်တပ်ကကြီကုန်းရနီးပတ်ဝန်းကျင်ကိုစစ်တပ်လေးဒီဂျိုင်ကော့ပတိုင်းနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပါတယ်။ထို့ပြင်ဘကုန်းတိုင်းနဲ့တလင်းမြို့နယ်မှာတာရီခန် PDF drone တင်တဲ့ဆင်ပေါ်နဲ့ကျေးရွာတွေကိုဂျန်ဘက်စစ်တပ်ကစစ်တပ်လေးဒီ၃စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတာရီခန်အတိုင်း စစ်ဘက်ရာတောင်ခန့်ရဲဘော်တစ္ဆာကပြောပါရယ်ဂျပန်စစ်တပ်ပုံကျဲတိုက်ခိုက်မှုတွင်တင်းနှက်စစ်မှပြေဆုံးခြင်းဖြစ်တာကြောင့်ပြည်ထဲရဲဘော်တွေထိခိုက်မှုရှိကြောင်းထို့ပြင်ကျေးရွာနေပြည်သူတွေကလည်းချိန်မီတိမ်းရှောင်နိုင်ကြကြောင်းထိခိုက်သူမရှိကြောင်းသိရပါရယ်အော်ဒိုဝါလာ၁၉ရက်နေ့ကလည်းဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနက်ဒလင်းမြို့နယ်တောင်ညိုဆဲအနီးတစ်ဝိုက်ရှိကျေးရွာတွေကိုလည်းပုံကျဲတိုက်ခိုက်ခဲ့ကြောင်း အကြဖတ်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုတွင်တောင်ညိုစဲသင်းမောချီတိုင်ဖုန်ကြီးချောင်းတွေကိုဘုံနေကြပောင်ကွဲခြင်းကြောင့်ပြည်သူငေါထိခိုက်ရတရားရပြီးအသက်ဆယ်နှစ်ရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူတင်ဆောင်ခဲ့ကြောင်းထို့ပြင်မရင်ရဆာတင်ကြောင်းကိုဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထမှန်တင်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ဆလပီပခောက်ခုမရေခောက်ပိုင်းဝင်မှာအမတ်လောင်ဖန်ခံရလို့စစ်တပ်ကပြည်သူ၁၈ဦးကိုဖမ်းဆီး ဘကောက်ကုံမြို့နယ်အေးကျွံရွာမှာရွေးကောက်ပဝင်ပအမတ်လောင်ဖမ်းခံရပြီးနောက်ပြည်သူ၁၈ကိုစစ်တပ်ကလောက်ဖမ်းဆီးသွားကြောင်းဒေတာခဏလေးကပြောပါရယ်။ညဝင်မှ28မိနစ်ပိုင်းကဘကောက်ကုံမြို့နယ်အေးကျွံရွာကရွေးကောက်ပဝင်ပပြည်သူပါတီအမတ်လောင်ဝင်းလင်းထက်ကိုလက်နက်ကိုင်တပ်ဖွဲ့တွေကဖမ်းဆီးသွားခဲ့ကြောင်းဒေတာခဏလေးကပြောရယ်။ အမလောင်ဖမ်းခဲ့ရပြီးနောက်အေဂျွန့်ရွာကိုစစ်ကောင်စီတပ်တွေရောက်ရှိလာပြီးကြေးရနေပြည်သူငောင်းနဲ့အနီးကကျွဲတဲ့ကန္နာရွာကပြည်သူစစ်နယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်။ဓမ္မတရားတင်တဲ့ပါသွားချိုးကတော့အသိန်း30နဲ့ပြန်လွတ်တယ်ပြောတယ်။ခြေနဲ့သူတွေမလွတ်သေးပါဘူးစစ်ကောင်စီရွေးကောက်ပွဲဝင်မှာအမလောင်ကိုပေဖက်ကဖမ်းဆီးသွားတယ်ဆိုတာမသိရသေးဘူး။အဖမ်းခံရတဲ့အမလောင်ဟာရွာကန်ပီစောတီနဲ့ရန်ညွန့်ရန်စားရှိရလို့တင်သားခဏိကဆိုပါတယ်။နောက်ဆက်အပိကြရတဲ့အတွက်သူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။